ကမ္ဘာဘောလုံးအဖွဲ့ချုပ်နဲ့တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတွေဟာ2030ကမ္ဘာဖလားပြိုင်ပွဲကို အသင်း64သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်တိုးချဲ့ဖို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အင်္ဂါနေ့ကနယူးယောက်မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ FIFA ဥက္ကဋ္ဌ Infantino နဲ့အတူတောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Alejandro Dominguez ဥရုဂွေနဲ့ပါရာဂွေးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတွေပါဝင်ခဲ့တယ်လို့သိရပါတယ်။2030ကမ္ဘာဖလားပြိုင်ပွဲကိုမော်ရိုကိုပေါ်တူဂီနဲ့စပိန်တို့ကပူရင်းအင်ရှင်အဖြစ်အဓိကလက်ခံကျင်းပမှာဖြစ်ပေမဲ့အာဂျင်တီးနားပါရာဂွေးနဲ့ဥရုဂွေးနိုင်ငံတွေမှာလည်းတပွဲစီကျင်းပသွားမှာပါ။ဒါကြောင့်ကမ္ဘာဖလားပြိုင်ပွဲနှစ်တရာပြည့် ြစ်အဖြစ်ကျင်းပမယ့်အဲ့ဒီပြိုင်ပွဲမှာအသင်းအရေးအတွက်တိုးမြင့်မှုတောင်အမေရိကတောင်ဝင်ရှိသူတွေကမလကလေးကအဆိုပြုခဲ့ပြီးအခု Infantino နဲ့ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပြုထားတဲ့အတိုင်းအသင်း64သင်းပြိုင်ပွဲအဖြစ်တိုးချဲ့ခဲ့မယ်ဆိုရင်တောင်အမေရိကဘောလုံးအဖွဲ့ချုပ်လက်အောက်ကအသင်း70သင်းစလုံးပေါင်ဝင်ရှင်ပြိုင်ခွင့်ရောက်ဝယ်ရှိတယ်လို့သိရပါတယ်။